အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်ကောင်းမွန်သောနေ့နေ့ဖြစ်ပါစို့ဒီညကနေပြီးတော့ ပြန်လည်ပြီးစုံမောင်းတောင်းပေးလိုက်ပါတယ်အဲ့တော့ကျွန်တော်ဒါဒီနေ့မှာဒါ Manchester United အသင်းရဲ့ transfer news တွေကိုတတိယထဲမှာအကုန်လုံးပြောသွားမှာဖြစ်ပါတယ်လက်ရှိမှာဒါကျွန်တော်မနေ့ကဒါ Sky Sport ကနေပြီးတော့ David Austin ကိုဒါ interview ခဲ့တယ်ဗောနော်ဒီ interview ထဲမှာဒါအဓိက Sky Sport ကလည်း Manchester United ရဲ့အပြောင်းအရွှေ့နဲ့ပတ်သက်ပြီးတော့ David Austin ကိုမေးလာတာကိုတွေ့ရမယ်တဲ့မှာပါတယ်အဲ့တော့ David Austin နဲ့ပတ်သက်ပြီးအခုလက်ရှိမှာတော့တည်ကြတာတခုကတော့ဒါ Manchester United နဲ့ပတ်သက်ပြီးသူကတည်တည်ရှိရှိပြောနိုင်တဲ့ကိစ္စတွေတို့ဒါ အဲတတိချာချာပြောနိုင်တဲ့ဒါကိစ္စတစ်ခုသူပြောလာခဲ့တယ်အဲ့တော့လက်ရှိမှာ Manchester United အသင်းနဲ့ Lamen တွေရာဒီမှာတိုက်စစ်မှု2ရောက်ကိုဒါကျွန်တော်တို့အပြောင်းရွှေ့ရာသီဖွင့်တာ ਨੇ တရားဝင်ခေါ်ယူသွားဖို့အတွက်ပြင်ဆင်နေခဲ့ဖြစ်တယ်ဒီနှစ်အောင်ကလက်ရှိမှာစာချုပ်ဖြတ်သိမ်းခြင်းရှိတယ်ပထမဆုံးတစ်ယောက်ကတော့ဒါ Matthews Corner ဖြစ်ပြီးဒုတိယတစ်ယောက်က Liam Delap ဖြစ်တယ် Matthews Corner ကဒါ Manchester United အသင်းနဲ့အခုလက်ရှိမှာစကားပြောတာအပေါင်းလက္ခဏာဆောင်ပြီးတော့ ဒီ April လမကုန်ခင်မှာတင်ဒါဒီကစားသမားကိုဒါပုတ်ကူရေးရရသဘောတူညီနိုင်မယ်လို့ Manchester United အသင်းနေနဲ့ဒါတရားဝင်ဒါကျွန်တော်တို့အာ David Austin ကပြောလာခဲ့တယ်အဲ့တော့လက်ရှိမှာ Manchester United အသင်းနဲ့ Matthews ခုနကကိုတော်တော်လေးသဘောကျတယ်ဒီ signing ကဒါကျွန်တော်တို့ Ruben Amorim ရဲ့ signing တစ်ခုဖြစ်လာမယ်လို့လည်း expectation ရမြင်တယ်ဒီနေ့မှာဒါ United ပြည်သက်တွေစိုးရိမ်နေတဲ့အချက်တစ်ခုကဒီကစားသမားနှစ်ယောက်ကိုခေါ်မယ်ဆိုရင် Manchester United အသင်းနဲ့ကစားသမားအရင်ဆုံးရောင်းရမှာလားဆိုတဲ့မေးခွန်းပဲလက်ရှိမှာ David Austin ကဒီအဖြစ်ကိုဖြေသွားတော်တော်လေးကိုမိုက်တယ်ဗျာ မန်ချက်စတာယူနိုက်တက်ဒ်အသင်းတစ်ခုလက်ရှိမှာမက်သျူးအက်စ်ခေါ်နာကလီယန်ဒလက်ကိုကစားသမားရောင်းချမှုပြုလုပ်စရာမလိုဘဲနဲ့ခေါ်ယူနိုင်တဲ့အခြေအနေတစ်ခုမှရှိတယ်ဆိုပြီးဒေးဗစ်အော့စတင်ကကွန်ဖာမလုပ်တာအဲ့တော့ပြောချင်တာကလက်ရှိမှာယူနိုက်တက်ဒ်အသင်းတွေက buy before ပေါ့နော်ဒါကြောင့် sell before buy ပေါ့နော်ရောင်းပြီးမှဒါကျွန်တော်တို့ဝယ်လို့ရရဲ့ဆိုအစီအစဉ်မဟုတ်ဘဲနဲ့မက်သျူးအက်စ်ခေါ်နာနဲ့လီယန်ဒလက်တို့ကဒါကျွန်တော်တို့လာမယ့်နွေရာသီမှာဒီစားသမားတွေကိုခေါ်ယူနိုင်ဖို့အတွက်အခြေအနေကောင်းသွားမယ်လို့သိရတယ်မှာပါအဲ့တော့ပြောချင်တာကဒါမန်ချက်စတာယူနိုက်တက်ဒ်အသင်းတွေကပထမတော့ဒါရက်ရှူတို့အန်တိုနီတို့ဒါဆန်ချူတို့ကိုရောင်းပြီးမှပဲဒ တည်ရောက်လို့ရတဲ့ပတ်စံနဲ့ဒီကစားသမားတွေဝယ်လို့ရမယ့်အခြေအနေမဟုတ်တော့ဘူး။ Manchester United အသင်းနဲ့ကြိုက်တယ်ဆိုရင်တော့ချက်ချင်းဆိုသလိုဝယ်ယူနိုင်မယ့်အခြေအနေတခုရောက်နေပြီဆိုပြီးပြောရတယ်။အဲ့တော့ Ineos အစုအနေနဲ့ကျွန်တော်တို့လက်ရှိ United အသင်းကစီးပွားရေးကတော်တော်လေးကိုပြန်လဲပြီးဥမော့လာအောင်လုပ်ဥမော့ပေါ့နော်ဥမော့လာအောင်လုပ်ပေးထားတယ်ဆိုတော့မဆိုးဘူးလို့ပြောလေအဲ့တော့လက်ရှိမှာ Matthew's ခွန်တာကြောင့်ဒီဒီလေးပြောဒီနေ့ဒါကျွန်တော်တို့မနက်အစောပိုင်းမှာနေဒါကျွန်တော်တို့ Fabrizio Romano အနေနဲ့ဒါ Matthew's ခွန်တာနဲ့ပတ်သက်ပြီးသူကထပ်ပြီးတော့ update လုပ်ထားခဲ့တာတွေ့ရမယ် David Austin ပြောထားပြီးရတယ်မှာဒါ Matthew's မန်ချစ်စတာယူနိုက်တက်ကလက်ရှိမှာမန်ချစ်မက်သျူးစ်ခွန်နာရဲ့ဒါအပြောင်းရွှေ့နဲ့ပတ်သက်ပြီးတော့အပေါင်းလက္ခဏာစောင့်လို့သူတို့ကိုသူတို့ယူဆထားတယ်။ဘာဖြစ်လို့လဲဆိုတော့လက်ရှိမှာကစားသမားကိုတိုင်က အသင်းပြောင်းချင်နေ United အသင်းကိုပြောင်းချင်နေတဲ့အတွက်ကြောင့်မို့ဒီအပြောင်းရွှေ့က Manchester United အသင်းကနေပြီးတော့အပေါင်းလက္ခဏာဆောင်မဲ့အပြောင်းရွှေ့တစ်ခုလို့ Manchester United အသင်းကနေပြီးတော့သတ်မှတ်ထားတယ်ဒီနေရာမှာဒါကျွန်တော်တို့ Manchester United က Matthew Cunha ကိုခေါ်တဲ့အချိန်မှာဒါ Champions League ဆော့ရမဆော့ရကအရေးမကြီးဘူးကစားသမားကိုယ်တိုင်က United အသင်းကိုပြောင်းချင်လို့ကိုပြောင်းနေဆိုတဲ့အချက်ကအရေးကြီးတယ်ဆိုပြီးတော့ Fabio Romano ကရေးထားတယ် ဒါအပြင်ကျွန်တော် Manchester United နဲ့ကျွန်တော်ဒါမနေ့ကတင်ဆက်ပေးခဲ့လို့ပဲ Matthew Cunha ရဲ့အပြောင်းရွှေ့အတွက်ဆိုရင်တော့ကျွန်တော်ဒါစာချုပ်ဖြတ်သိမ်းကြီးကိုအရေးကြနဲ့ပေးဖို့အတွက် Wolves ကိုဒါကျွန်တော်တို့တရဝင်းတောင်းဆိုအောင်ဖြစ်တယ်အဲ့တော့ Manchester United အသင်းနဲ့ဒါဘာကြောင့်မို့ခုနပြောလို့ပဲကစားသမားကိုရောင်းပြီးမှဒါဝယ်စရာမလိုလဲဆိုတဲ့အချက်ကတော့ Matthew Cunha ရဲ့ဒါလက်ရှိစာချုပ်ဖြတ်သိမ်းကြီးကိုတော့ United အသင်းကနေပြီးတော့တရဝင်းဒါကျွန်တော်တို့ installment နဲ့ဒါကျွန်တော်တို့ဒါအရစ်ကြနဲ့ဝယ်ဖို့အတွက် roof နဲ့တရားဝင်ဆွေးနေရမှာအဲ့တော့ roof အသင်းနဲ့ဒါကိုလက်ခံမယ်ဆိုတော့ဒီအပြောင်းရွှေ့ကပြီးသွားမှာဖြစ်တယ်ဆိုတော့ Fabrizio Romano ကတရားဝင်ပြတာအဲ့တော့ဒါကျွန်တော်ထင်တာဒီလမကုန်ခင်မှာတော့ Manchester United အသင်းနဲ့ဒါကျွန်တော်တို့ here we go တခုတောင်မှတွေ့ရမှာပေါ့နော်အဲ့တော့လက်ရှိမှာ Manchester United အသင်းက Matthews corner မှာနေရနေမှာမဟုတ်ဘဲね Matthews corner အစ်မပြေခဲ့ဘူးဆိုရင်တော့ David Austin ပြောပုံရဆို Manchester United အသင်းနဲ့ Matthews corner အစားကစားသမားနှစ်ယောက်ကိုပြစ်မှတ်ထားရတယ်ပထမတစ်ယောက်ကလက်ရှိမှာဘုံမောက်အသင်းရဲ့တောင်ပံကစားသမားဖြစ်တဲ့ဒါကျွန်တော်တို့ ဆမ်မီညိုပေါ့နော်ဆမ်မီညိုကိုလက်ရှိမှာဘုံမောက်တင်းစီကနေခေါ်ယူဖို့တဲ့စိတ်ဝင်စားတယ်လက်ရှိမှာမန်ချက်စတာယူနိုက်တက်တဲ့ဘုံမောက်တင်းကနေဆမ်မီညိုကိုခေါ်တဲ့အချိန်မှာမက်သူးရက်ခေါ်လာတဲ့ဇီဘောမယ်လို့ယူဆတယ်ပေါင်သန်း90ဝင်းကျင်ကြောင့်လက်ဆမ်မီညိုကိုရနိုင်မယ်လို့မန်ချက်စတာယူနိုက်တက်အသင်းနေနဲ့ဒါသတင်းတွေထွက်ပေါ်နေတာကိုတွေ့ရမယ်ဒါပေမဲ့မန်ချက်စတာယူနိုက်တက်အသင်းနေနဲ့ဒါခုနပြောခဲ့တယ်လို့ပဲအရေးကြီးတဲ့ချက်ကတိုင်လာဒစ်ပလင်တိုင်လာဒစ်ပလင်ကတော့မက်သူးရက်ခေါ်နာကိုခေါ်မယ်ဆိုတဲ့တိုင်လာဒစ်ပလင်ကိုတော့ခေါ်ယူတော့မှာပေါ့ဘာလို့တိုင်လာဒစ်ပလင်ကိုသိကြတဲ့အချိန်မှာစောက်တက်တန်းကပေါက်ကြရစေတခုဖြစ်တဲ့ပေါင်သန်းတရာတိတိခေါ်ထားတဲ့ကြောင့် ဘယ်အသင်းမှလက်ရှိမှာတိုင်လာဒက်ဘလင်နဲ့ပတ်သက်ပြီးတော့သတင်းတွေမထွက်တော့အဲ့တော့ဒေးဗစ်ဝော့စတင်ပြောတာကဒါမက်သူးရက်ခွန်နာဆင်မပြေဘူးဆိုတော့ဆမ်မီညိုနဲ့တိုင်လာဒက်ဘလင်နှစ်ယောက်ရှိမယ်အဲ့နှစ်ယောက်ထဲကတစ်ယောက်ကိုခေါ်သွားဖို့ရှိရင်တိုင်လာဒက်ဘလင်ကနံပါတ်3နေရာလောက်မှာရှိပြီးတော့နံပါတ်1နေရာမှာမက်သူးရက်ခွန်နာနံပါတ်2နေရာမှာဆမ်မီညိုဖြစ်သွားမှာပေါ့နော်အဲ့တော့လက်ရှိမှာမန်ချက်စတာယူနိုက်တက်အသင်းတွေနဲ့လာမယ့်လူရည်ဒီမှာမဲကျွန်တော်ဒါမက်သူးရက်ခွန်နာကိုခေါ်ယူနိုင်ဖို့အတွက်အချိန်နေဒီတတော်ကြီးကိုကောင်းသွားပြီလို့ဆိုလို့ရမယ်တမပါအဲ့တော့လီယမ်ဒလန်နဲ့ပတ်သက်ပြီးတော့ဒေးဗစ်အော့စတင်ကသူ့ရဲ့ Sky Sport မှာဒီဒီတော့မပြောတော့ဘူးဒါပေမဲ့လီယမ်ဒလန်က10 Ipswich Town နေနဲ့တန်းစင်သွားခဲ့မယ်ဆိုတော့လာမယ့်လူရည်ဒီမှာကစားသမားကိုပေါင်တန်း30ကျန်စာချုပ်ဖြတ်သိမ်းကြီးပေးုံနဲ့ခေါ်ယူလို့ရမှာဖြစ်တယ်အဲ့တော့လက်ရှိမှာ Lien Delap ကိုစိတ်ဝင်စားနေရတာဒါကြောင့် Manchester United တည်တည်မဟုတ်ဘင်းနဲ့ဒါကျွန်တော်တို့ တော်တန်ဟော့စပယ်တင်နဲ့ချယ်ဆီအသင်းကလည်းစိတ်ဝင်စားနေဖြစ်တယ်အဲ့တော့မက်သျူးစ်ခွန်နာကတော့ဂျန်နက်အသင်းနဲ့စိတ်ဝင်စားနေမှာမဲ့ယူနိုက်တက်အသင်းကိုကစားသမားကိုယ်တိုင်ကလူလူချင်းချင်းပြောင်းရွှေ့ခြင်းမူကြောင့်မလို့ဒီနေရာမှာကစားသမားကိုယ်တော့မန်ချက်စတာယူနိုက်တက်အသင်းနဲ့ရရှိနိုင်မယ်လို့ဒါကျွန်တော်လုံးဝယုံကြည်ထားတယ်အဓိကတော့ခုနကပြောဆွေးနွေးရမှာမန်ချက်စတာယူနိုက်တက်အသင်းနဲ့ဝူဗ်အသင်းနဲ့ပေါ့နော်ဝူဗ်အသင်းနဲ့လက်ရှိမှာဒါစာချုပ်ဖြတ်သိမ်းကြီးကိုဒါကျွန်တော်တို့အဲခုနကပြောသူပဲစာချုပ်ဖြတ်သိမ်းကြီးကိုဒါ installment နဲ့လုပ်ပေးနိုင်မယ်ဆိုရင်တော့ချက်ချင်းဆိုလို့ဒီကစားသမားကိုခေါ်ပေးနိုင်မယ်အဲ့တော့ဒီခုနကပြောသူပဲဒါ zigzag ရဲ့အပြောင်းရွှေ့လို့ပဲ zigzag ရဲ့စာချုပ်ဖြတ်သိမ်းကြီးမှာ United သုံးသန်းပူပေးလာရတယ်ပေါ့နော်။ဒီပြောင်းရွှေ့မအောင် United သင်နေ installment နဲ့လုပ်ချင်နေဆိုရင်ခုနကျွန်တော်ဒါမနေ့ကမနေ့ကတနေ့ကတက်ဆက်ပေးခဲ့လို့ပဲ9သန်းနဲ့10သန်းကြားလောက်ပူပေးရမယ်လို့ကြားသိရတယ်။အဲ့တော့ United သင်နေပထမအဆုံးအတုံးမှာတော့ဒါကျွန်တော်30ပေးရပြီ။ channel အတုံးတွေကိုဒါကျွန်တော်ခွဲခွဲပေးမယ်လို့ကြားသိရတယ်မှာပါ။အဲ့တော့ United သင်နေ Matthews corner ကိုခိုးချင်နေဆိုရင်တော့ဒါကစားသမားရောင်းချစရာမလိုဘဲနဲ့ခေါ်ယူနိုင်မှာဖြစ်တဲ့အကြောင်းမို့ဒီကစားသမားကို United ပြည်သက်တွေမလေးရှားမှာများတွေ့ရမလား။အဲ United ပြည်သက်တွေဒါကျွန်တော်တို့မလေးရှားမှာ Matthews corner ကြီးများပါလာမလား။အဲ Europa League ဖလားကြီးနဲ့တူတာ Matthews corner င်းများပါလာမလားပေါ့နော် United Press တွေမလေးရှားအဲ့တော့မလေးရှားပွဲသွားကြည့်မဲ့လူတွေကတော်တော်လေးကိုများပါတယ်အဲ့တော့အကုန်လုံး good luck ပါဒါကျွန်တော်အောက်က comment တွေမလေးရှားတယ်ဘယ်နေရာဘယ်နေရာမှာကြည့်မယ်ဆိုအကုန်လုံးရေးထားတယ်အဲ့တော့အကုန်လုံး good luck ပါကျွန်တော်မလေးရှားကျွန်တော်မကြည့်ဖြစ်ဘူးကျွန်တော်ကတော့ကျွန်တော်အဖေကိုကျွန်တော် Hong Kong ပဲလိုက်ဖို့မှာဖြစ်ပါတယ် Hong Kong မှာကျွန်တော်ဒါ Disneyland လေးလေးဝင်ဒါဘလုံးပွဲလေးလေးကြည့်ရင်ပေါ့နော်အဖေက Disneyland သွားကြည့်နေဆိုလို့ Disneyland လေးလိုက်ဖို့မလားလို့အဲ့တော့ ဒီစီလန်နဲ့ပါကျွန်တော်တို့မန်ချက်စတာယူနိုက်တက်ဘုအဖေပြအဲ့တော့လက်ရှိမှာဒီသတင်းနဲ့တင်ဆက်ခုလက်ရှိမှာဗီဒီယို6မိနစ်မပြည့်သေးဘူးဒီသတင်းနဲ့ပတ်သက်ပြီးနောက်ထပ်တစ်ခုတင်ဆက်ပေးရမှာကတော့သတင်းကောင်းတွေအကြောင်းတွေအများကြီးပြောပြပြီးဆိုတချို့တော့ပြည်သက်တွေနဲ့သိပြီးမကြိုက်မဲ့သတင်းတခုပြောရမယ် Manchester United အသင်းရဲ့ market ratio တို့ရဲ့ဒါကျွန်တော်အနာဂတ်ကတော့ပြီးဆုံးသွားခဲ့ပြီဆိုပြီးတော့ Fabrizio Romano ကသူ့အနေနဲ့တင်ဆက်ထားတယ်လက်ရှိမှာအသက်20 ကျွန်တော်ခုချိန်ဒီမှာ market ratio 29လား29လားမြန်မာ market ratio တော့အသက်20 20ကျော်ပေါ့နော်အသက်20 25နှစ်အထက်ရှိတဲ့ဒါ market ratio ကိုတော့ Manchester United တို့ Ineos တို့အုပ်စုအနေနဲ့ အသင်းကအသင်းမှာပြန်လည်ပြီးလက်ခံတော့မှာမဟုတ်ကြောင်းကတရားဝင်ကျွန်တော်အနေနဲ့မကြခင်မှာသိရတော့မယ်လို့တားသိရတယ်မှာပါအဲ့တော့လက်ရှိမှာ market rush ကနောက်ဆုံးအခြေဒီ Manchester United အသင်းကိုသူ့အနေနဲ့ပြန်ခွင့်ရှိမလားဆိုတဲ့မျှော်လင့်ချက်တွေရှိတယ် market rush နဲ့အကဲသူ့အနေနဲ့အနာဂတ်မှာသူ့ plan များရှိအောင်မလားဆိုပြီး Ruben Amorim နဲ့လည်းလာမယ့်တာကျွန်တော် Premier League ပွဲစဉ်တွေပြီးရင် Ruben Amorim နဲ့တရားဝင်ဆွေးနွေးဖို့ရှိတယ်ဒါပေမဲ့ Ruben Amorim နဲ့ဒါမကြခင်မှာရောက်လာတော့မယ် Matthew Conner တို့ရဲ့ဒါအပြောင်းရွှေ့ကြောင်းမလို့ market rush ကအသင်းမှာဒါကျွန်တော်မရှိတော့ဘူးအတွက်ရာခိုင်နှုန်းများသွားပြီ လို့ပြောလို့ရအဲ့တော့ market ratio နဲ့ manchester united အသင်းဇလန်းကတော့ပြီးဆုံးသွားခဲ့ပြီဆိုပြီးတော့ fabrizio romano ကပြောထားတယ်ကစားသမားကိုယ်တိုင်ကတော့ united အသင်းကိုပြန်လာဖို့အတွက်မျှော်လင့်ချက်ရည်တည်ရည်တည်လေးတွေရှိနေတယ်ဆိုတဲ့သတင်းတွေအမျိုးမျိုးထွက်နေပေမဲ့အခုလက်ရှိနောက်ဆုံးသတင်းတွေအရဆိုတော့ manchester united အသင်းဘက်ကနေပြီးတော့ market ratio ကိုရည်ရှိအရအသင်းမှာဆက်လက်ပြီးတော့လက်ခံဖို့အတွက်အစီအစဉ်မရှိတော့ဘူးဆိုတဲ့သတင်းတွေကိုတော့ဒါကျွန်တော်တို့တောင်းတဖျားတွေ့နေရအောင်တွေ့ရမှာအဲ့တော့ market ratio နဲ့ manchester united နဲ့ဇလန်းကတော့ပြီးဆုံးသွားပြီအခုလက်ရှိ ီမှာအက်စတိုဗလာအသစ်နဲ့ချန်ပီယံလိဝင်ခွင့်မရခဲ့ဘူးဆိုတော့မာကတ်ရက်ရှိုခေါ်ယူဖို့တော့ရခိုင်တော့နည်းတယ်မာကတ်ရက်ရှိုအခုလက်ရှိမှာခေါ်ယူနေတဲ့ကလပ်တွေထဲမှာကျွန်တော်ရဲ့တော်တန်ဟော့စပါအသင်းရဲ့ကလပ်ပါပါလာပြီအမှန်တကယ်ကျွန်တော်တို့မာကတ်ရက်ရှိုကိုကြိုက်တယ်ရက်ရှိုကိုကြိုက်တယ်ဒီမှာသူဆောင်ပြေးတက်တာတက္ကနာပေါ့နော်ဒါကျွန်တော်မာကတ်ရက်ရှိုကိုကြိုက်တယ်ပေါ်လိုက်ပေါ်လိုက်ပေါ်အဲ့တော့မနက်ကျွန်တော်ရက်ရှိုးကြတော့ဒါမှမဖြစ်နိုင်တော့ဘူးမြင်နေစပါးတင်လက်ရှိမှာ market ratio ရဲ့ local laser ဖြစ်တဲ့ တပတ်လောက်ခါလာတော့သုံးသိန်းခွဲမပေးနိုင်လောက်ဘူးလို့ကျွန်တော်အနေနဲ့မြင်နေအဲ့တော့မဖြစ်နိုင်ဘူးလို့ကျွန်တော်ဒါပေမဲ့ Rashford ကဒါ Manchester United ကဒါ Sporting ကဒါပေမဲ့ Rashford ကိုယ်တိုင်ကလည်းအချိန်မှာ Spurs ကိုအသင်းပြောင်းလာတဲ့ဆိုင်သူအနေနဲ့ Barcelona အသင်းကိုပြောင်းမှုတွေရည်ရှိရည်ပန်းစားနေဖြစ်တယ်အဲ့တော့ မန်ချက်စတာယူနိုက်တက်ဘက်ကလည်းရှိမှာအက်စတွန်ဗီလာဝဲဝဲမွေဝဲမာဂရက်ရှူတဲ့ပေါင်ပန်း၄၀ဈေးသတ်မှတ်ထားပြီးတော့ချက်တဲ့သင်ဝယ်ယူလို့ရတယ်သူရဲ့လုခလာစာညှိနှိုင်းနိုင်မယ်ဆိုရင်ပေါ့နော်လောက်ပါပဲဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3 Point ဆိုနဲ့ TV4 ရှင်မှာကျေးဇူးလို့ဆိုပေါအောင်ကူညီလို့ရပါတယ်မြန်မာလေးလည်းကလစ်ဖို့မမေ့ကြပါနဲ့ဗျအောက်ကကွန်မန်တွေထဲမှာလည်း Youth Sport Media 3 Point ဆိုနဲ့ TV4 ရဲ့ link လေးတွေကိုထည့်ပေးထားခြင်းမျိုးကျွန်တော်မှတ်သားကူညီပေးလို့ရပါတယ်ကျွန်တော်ရဲ့ YouTube Channel လေးကို Like and Subscribe လေးပြီးကျွန်တော် Update လို့ရပါတယ် ညံ့များလေးလေးကလစ်ဖို့မမိကြပါနဲ့ဗျာအောက်က comment တွေထဲမှာလည်း youth sport media 3.0နဲ့ tv4 ရဲ့ link လေးတွေကိုထည့်ပေးထားခြင်းမကျွန်တော်ဆက်ကွန်ပြီးလို့ရပါတယ်ကျွန်တော်ရဲ့ youtube channel လေးကို like and subscribe လေးကိုကျွန်တော်အားပေးလို့ရပါရဲ့ညံ့များလေးလေးကလစ်ဖို့မမိကြပါနဲ့ဟုတ်ညံ့များကလစ်မှာမြန်မြန်နာဖြစ်ပါတယ်အားလုံးမကြူတူပါနဲ့ကျွန်တော်သုံးကုန်ပြပါအောင်တေးပါပါ